မန္တလေးတိုင်းဒေသကြီးကြောက်စဲခရိုင်မြေသားမြို့နယ်ကုမဲမြို့ရဲ့အရှိတောင်မဲ့20မိုင်ခန့်အကွာပန်းလောင်မြေပေါ်မှာတိဆောက်ထားတဲ့ကင်းနာရီလောင်တမန်ဟာ1989 1989ခုနှစ်ကတိဆောက်ခဲ့ခြင်းဖြစ်ပြီးလက်စစ်တာထုတ်လုပ်ရန်စိုက်ပျိုးရေးပေးဝရန်ဒေတာတွင်တောက်သုံးရင်ရရှိရန်နဲ့ရေကြီးရေရှမ်းမှုဖြစ်ပေါ်ပါကစီးဝင်လာတဲ့ရေကိုရီလောင်တမန်မှထိမ့်သိမ်းပေးပြီးအောက်ပိုင်းဒေတာများမှာရေကြီးနှမြုံမှုမဖြစ်စေရန်ထိ ंछ ုပ်ခြင်းအတွက်ရည်ရွယ်တိဆောက်ခဲ့တာဖြစ်ပါတယ်။